မင်္ဂလာပါရှင်ဒီဗီဒီယိုမှာတော့ကျမကနေ ကျမတို့ရဲ့အာကျမရဲ့ followers subscribers အကောင့်လုံးကိုမေးထားကြတဲ့မေးခွန်းအချို့တွေကိုကျမကဖြေသွားချင်ပါတယ်အဲ့တော့ကျမတို့မေးခွန်းလေးတွေစလိုက်အောင်ပထမအုပ်ဆုံးတစ်ယောက်ကတော့အမရေဘာသာစကားလေးလာ ချင်ပါတယ်လမ်းညွန်ပေးပါအောင်လို့ပြောထားပါတယ်ဘာသာစကားလေးလာရှင်းတယ်ဆိုလို့ရှင်တော့ဘာသာစကား app တစ်ခုခုကိုကိုယ်တိုင် self study လေးလာတာမျိုး အထူးသဖြင့်တူလင်းကိုလိုမျိုးပေါ့နော်ဒါမှမဟုတ် YouTube တင်မှာ ကျမရဲ့ page မှာတင်ပေးထားတဲ့ YouTube link တွေကိုတွားရောက်ပြီးတော့ self study များများလုပ်ဖို့အတွက်အကြံဉာဏ်ပေးချင်ပါတယ်ပါရာစကားလေးလာတဲ့ခါမှာတယောက်နဲ့တယောက်ရဲ့အာသာချက်ကတော့မတူညီကြတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီဂျာမန်ပါရာစကားကောင်ကလုံနိုင်တယ်လားမလုံနိုင်ဘူးလားဆိုတဲ့ဟာကိုတင်တန်းမသက်ခင်မှာ ကျောင်းမသက်ခင်မှာ self study အနေနဲ့ပထမ basis အခြေခံကိုလုပ်စီခြင်းတယ်အဲ့ဒီလိုလုပ်နေတဲ့အခါကျမှပဲကျွန်တော်တို့ကငါဟုတ်တယ်ငါတလအလုံးလုံးလေ့လာလာတာဒီဘာသာစကားနဲ့ငါနဲ့ကျွမ်းရွင်မှုရှိတယ်ငါအတွက်အဆင်ပြေတယ်ဆိုတဲ့အခါကျမှ online class တက်တာမျိုးကျောင်းတက်တာမျိုးကိုလုပ်စီခြင်းပါတယ်ဖြစ်လို့လဲဆိုတော့ခါကျတော့ဂျမန်ဘာသာစကားကဘယ်လိုမျိုးဟာလဲဆိုတော့ကိုကိုရိုင်မသိဘဲနဲ့ကြောင်းအလိုက်တဲ့ခါမှာပတ်စံလေးပေးပြီးသွားပြီးမတက်ချင်တာမျိုးကိုနဲ့လဲအဆင်မပြေနေတဲ့ဟာမျိုးဖြစ်နေမှာဆိုတဲ့ တွက်ဘာသာစကားကိုလေ့လာခြင်းတဲ့အခါကျတော့ကို့ဘာသာကိုအခုခေတ်မှာ online ကနေ substar တွေအများကြီးလုပ်လို့ရနေပြီဆိုတဲ့အကြောင်းလေးဒီနေရာမှာပြောချင်ပါတယ်ရှင်နောက်ထပ်တစ်ယောက်ကကြတော့အမအေးဂျီဇူးတင်ပါတယ်ရှင်ကျွန်တော်က final year လေးဆက်မတက်ထားပါဘူးဒါပေမဲ့အဲဒီလိုမျိုးကျွန်တော်ရဲ့အညီအရေးချင်းတွေကိုဂျာမန်နိုင်ငံကိုဘယ်လိုပုံစံနဲ့လာလို့ရမှာလဲကုန်ကျစိတ်ဘယ်လောက်ရှိမှာလဲဆိုဖြေပေးပါဦးအမအေးလို့မေးထားပါတယ်ကျမက ဒီနေရာမှာနခုခွဲပြီးဖြေသွားချင်ပါတယ်ပထမအုပ်ဆုံးကအမောင်လေးကတက်သားက University Final Year မတက်ထားဘူးဂျာမနီနိုင်ငံကိုလာဖို့အတွက်ပယ်နီလန်နဲ့လာမှလဲဆိုဟာမေးခွန်းရှိပါတယ်เนาะအော့စပီတုံနဲ့လာမလားတက်ကရိုလာတက်မလားဆိုရဲဟာနခုရှိပါတယ် Ausbildung ကို apply လုပ်ရတာဖြစ်ပါတယ်။ဒီ Ausbildung မှာကကိုယ်အလုပ်လုပ်ရင်းနဲ့လာစာရတဲ့အဟာဖြစ်ပါတယ်။အဲ့တော့ဒီနှစ်ခုလုံးကိုတက်ရောက်တင်ကြားဖို့အတွက်ကြတော့ကျွန်တော်တို့မှာပါတာစကားလိုအပ်ပါတယ် German ဘာသာစကား B2 level ကိုလိုအပ်ပါတယ်ရှင်။ နောက်ထပ်တစ်ယောက်ကကြတော့အမအေးကျွန်တော်ကတော့ Greek 12အောင်ထားပါတယ်ဂျမန်ဘတ်နိုင်ငံကိုလာလို့ရပါသလား Greek 12အောင်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Auspiel ဆုံး apply လုပ်လို့ရပါတယ် Auspiel ဆုံးတွေကဘာတွေ apply လုပ်လို့ရပါလဲ Auspiel တွေကနော်ကျွန်တော် hotel ဘိုင်းဆိုင်ရာ mechanic ဘိုင်းဆိုင်ရာနော်ဈေးရောင်းဈေးဝယ် supermarket တွေမှာပြီးလို့ရှိရင်ပိုးပွားရိတ်တာမှာပြုစုစောက်ရှောက်တဲ့အလုပ်တွေအတွက်ဒီဟာတွေအတွက် apply လုပ်လို့ရပါတယ်ရှင်နောက်တစ်ခုမေးခွန်းကကြတော့ကျွန်တော်ကတော့ တက်43နှစ်ရှိပါပြီ။ Hotel ဘိုင်းမှာ Office HPN နဲ့လည်း International Company မှာလည်းလုပ်ဖူးပါတယ်။ကျွန်တော်အခြားအခြားအလို့အတွေ့အကြုံတွေလည်းကျွန်တော်မှာအများကြီးရှိပါတယ်။ German Badas ကလည်းစူးစမ်းပြီးတင်နေပါတယ်။ German ကို Auspiel လုံးအနေနဲ့ cross နဲ့လာဖို့စူးစမ်းနေပါတယ်။အတက်ကြောင့်မလို့စိတ်ပူမိပါတယ်။ဘာတွေထပ်ပြီးပြင်ဆင်ပြင်ဆင်တင်ပါတယ်လေ။ကျေးဇူးပြုပြီးဖြည့်ပေးပါအောင်လို့ပြောထားတယ်ပေါ့နော်။ ဆိုတော့ဒီနေရာမှာကျမအနေနဲ့တခုပြောချင်တာကအသက်၄၃နှစ်ဖြစ်တဲ့အတွက်အကိုမှအတွေ့အကြုံကောင်းကောင်းမွန်မွန်ရှိနေဖြစ်တဲ့အတွက်မလို့အကိုကတော့ဒီအော့စပီလုံကိုရှောက်ဆရာမလို့ပါဘူးကျွန်တော်တို့ရဲ့ပညာရည်ချင်းနဲ့ကျွန်တော်တို့မှာဂျာမန်ဘာသာစကား B1 B2 ပေါ့နော်ဒါမှမဟုတ် A1 A2 ဒီလိုမျိုးအခြေခံရှိတယ်ဆိုလို့ရှိရင် ကျွန်တော်တို့အလုတ်ရှောက်တဲ့ဗီဇာနဲ့လည်းလာလို့ရတယ်အလုတ်ကိုတိုက်ရိုက်ရှောက်လို့လည်းရပါတယ်ဆိုတဲ့အကြောင်းလေးဒီနေရာမှာပြောချင်ပါတယ်အသက်အရွယ်ကတော့ ျွန်တော်တို့အသက်43ဆွင်တော့ရပါသေးတယ်ပေါ့နော်အသက်က65နှစ်ထိဒီနိုင်ငံမှာလောလောဆယ်ရာဖြစ်တဲ့တို့ကအသက်ကရပါသေးတယ်အသက်45နှစ်မကျော်သေးတဲ့အချိန်ထိအများကြီးအချမ်းရှိနေသေးတယ်ဆိုတဲ့အကြောင်းလည်းဒီနေရာမှာပြောချင်ပါတယ်ရှင် အမရေ GTI EP ပေါ့နော် ပြီးထားပါတယ်ခမညာဂျာမနီမှာ အလုပ်လာလုပ်ဖို့ရနိုင်ပါလားခမညာတဲ့နော်အဲ GD GB GTI EP အဲဒီလိုရှိပါတယ်ဂျာမနီနိုင်ငံကိုအလုပ်တိုက်ရိုက်ရှောက်လို့ရတဲ့လူကတော့မြန်မာနိုင်ငံမှာစင်ကာပူနိုင်ငံမှာအာရှနိုင်ငံတခွင်မှာဒါမှမဟုတ်နိုင်ငံတကာတနေရာမှာ၄နှစ်လုံးလုံးကြီးအလုပ်ကိုတက်ထားတဲ့ဟာမျိုးအဲဥမာကြောင်းတက်ထားတဲ့ဟာမျိုးဒါမှမဟုတ်ကျွန်တော်တို့ကအလုပ် after after study ကျွန်တော်တို့က အလုပ် experience ရှိတဲ့လူတွေကဂျာမနီနိုင်ငံကိုအလုပ်လျှောက်ဖို့လွယ်ကူပါတယ်ရှင်။ဒါပေမဲ့ဘာသာစကားတတ်ထားရပါမယ်နော်။ အဲ့တော့ကျွန်တော်ကဒူဘိုင်းမှာ hotel fine finishing experience ရှိတယ်။ health care ဘက်ကိုလည်း hospital နဲ့ရှောက်ချင်ရှောက်ပြီးတော့ကူးလို့ရပါမလားခင်ဗျာတဲ့ကျွန်တော်ကဘယ်လိုပုံစံလိုက်အဆင်ပြေပါသလဲ။မောင်လေးကအသက်က30အောက်ဖြစ်နေတယ်။အဲ30 40အောက်ဖြစ်နေတယ်ဆိုလို့ရှင်တော့ကိုယ်တက်တဲ့အလုံးနဲ့အရင်ပထမအုပ်ဆောင်အလုံးကျွမ်းကြည့်ပါ။မရတဲ့ခါကျမှပဲ hospital ကိုရှောက်ကြည့်ပါလို့အကြံဉာဏ်ပေးချင်ပါတယ်ရှင်။ ထိုင်းနိုင်ငံကနေထိုင်းထိုင်းကိုအောက်လန်းကနေလာထားတဲ့လူဆိုလို့ရှင် student e visa နဲ့ hospital ကိုရှောက်လို့ရပါသလားလို့မေးထားပါတယ်။ဒီ student visa ကိစ္စတွေကကျမကကကနနတေးချပြောလို့မရဘူး။ကျမတို့အတိတ်ကတည်တာကအောက်ဘလိုလန်းပဲလာလားထိုင်းနိုင်ငံမှာလက်ရှိတရားဝင်နေထိုင်နေတဲ့ passport ကိုအရှင်လုထားတယ် passport က oral stay မဖြစ်နေဘူးဆိုလို့ရှင်ကြိုက်တဲ့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 နေရာကိုကြိုက်တယ်လို့ရှောက်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးဒီနေရာမှာ ြောချင်ပါတယ်။အမင်းနဲ့အားပေးကြည့်ရှုနေပါတယ်။ဂျေဆုသက်ပါတယ်ရှင်။ကျွန်မကိုအားပေးတဲ့အတွက်ဂျေဆုသက်ပါတယ်။ အမကြီးလည်းလဆာကဘလောက်ရတာလဲဂျာမနီနိုင်ငံမှာလို့မေးထားပါတယ်ဂျာမနီနိုင်ငံမှာလဆာကဘလောက်ရတာလဲဆိုလို့ရှင်ဖြေရခက်တယ်ဗောနောအဲအလုပ်တစ်ခုနဲ့တစ်ခုရဲ့လဆာကလည်းမတူညီသလိုကိုယ့်ရဲ့ position ကလည်းမတူဘူးဗောနောမန်နေဂျာလဆာနဲ့အလုပ်သမားလဆာတွေကွာတာမျိုးရှိပါတယ်ပြားများအဖြစ်ပြောပါဆိုလို့ရှင်တော့လဆာကို1900 1800 1200 1300 3400 3500 4000စသည်တစ်ဖြစ်စားတဲ့အဲဂျာမန်လဆာတွေအစားအစာရှိပါတယ်ရှင် င် GEDB ထားပြီးရင် German language ကိုပြထူးထိတက်ထားပြီးတော့ Auspiel သုံးလျှောက်လို့ရပါသလားရှင် GEB ဆိုတဲ့ဟာကတချို့ company တွေကမတူဘူးဒီလားတချို့ company တွေကလက်ခံတယ်တချို့ company ကမလက်ခံဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့က company များများနဲ့ဆက်တွေ့ထားနိုင်တယ်ကိုက German ဘာသာစကားပြထူးလေတက်တဲ့အတက်အရွယ်လေး okay ဖြစ်နေတယ်ဆိုရင်လက်ခံလောက်ပါတယ်ရှင်စိတ်မပူပါနဲ့နော် ကျမရဲ့သမီးက24နှစ်ရှိနေပါပြီမြန်မာနိုင်ငံမှာလည်း6တန်း Greek 7ဖြေထားပါတယ်ဂျာမနီနိုင်ငံကိုကြောင်းထားဖို့အတွက်ပါရီပြင်ဆင်ရမှာလဲရှင်းဆိုဂျာမနီနိုင်ငံကိုကြောင်းထားဖို့အတွက်ကသူကအသက်မပြည့်သေးတာဖြစ်တဲ့အတွက်မိပနဲ့တွဲပြီးတော့ကြောင်းဗီဇာပေါ့နော် student တက်တက် visa ရောရှောက်ရပါမယ်ဒါတော့ကျော်သူ့ရဲ့ description ဒီအကြောင်းအရာတွေကိုကိုကတက်တက်ကလေးကြောင်းတက်ဖို့တက်တက် visa လျှောက်တယ်ဆိုလို့ရှင်တော့အမ်သူ့ရဲ့ကုန်ချမဲ့စိတ်တွေကအဲ့မှာရှိမှာပါ အမကြီးဂျာမန်နိုင်ငံစီတီဇင်ရပြီးသွားလို့ရှင်ကောမိဘနှစ်ပါးလုံးကိုနေထိုင်ခွင့်ရှောက်လို့ရပါသလားမိဘတွေကိုလည်းခေါ်လို့ရပါသလားလို့ဖြေရှားမိထားပါတယ်ရှင်ဟုတ်ကဲ့ပါမိဘကျွန်တော်တို့ကဂျာမန်နိုင်ငံသားမဟုတ်ဘူးနေထိုင်ခွင့်ကပ်ပေါ့နော် B permission ကိုကိုယ်တိုင်လည်းအလုပ်လုပ်နေတယ်အစိုးရကလည်းအခွင့်ဆောင်နေတဲ့လူတစ်ယောက်ဖြစ်တဲ့ကိုယ့်ရဲ့မိဘရဲ့စားစိတ်ကိုတောက်စိတ်ကိုကိုက recover လုပ်ပေးနိုင်တယ်ဆိုလို့ရှင်မိဘတွေအကုန်လုံးခေါ်လို့ရပါတယ်ရှင် အသက်ကတော့30ရှိပါပြီအမရေကျွန်တော်က IT experience ရှိပါတယ် IT နဲ့ရောဂျာမနီနိုင်ငံမှာ Ausbildung လုပ်လောက်လို့ရပါသလားရှင်အဲဒီ IT ကိစ္စကကြတော့တော်တော်ရုံတန်အောင်ပေါ့နော်အဲတို့အောက်စပီလလုံးအခြားနိုင်ငံကလည်းရှောက်တာရရရခဲတယ်ပေါ့နော်သူကအဆင်မြင့်သွားတာဖြစ်တဲ့အတွက်ဒါပေမဲ့ဒီလိုမျိုး IT ဆိုလို့ရှိရင်တော့တခြား University ကိုရှောက်ရှောက်ဖို့အတွက်အကြံပေးချင်ပါတယ်ရှင် အတန်ကန်တန်ရှိပါသလားဆိုတော့အတန်ကတော့ကန်တန်လုံးဝမရှိပါဘူးဒါပေမဲ့အသက်45နှစ်အောက်ဆိုလို့ရှင်တော့ပို့အဆင်ပြေပါတယ်အသက်16နှစ်ကနေအထက်အသက်45နှစ်အောက်ဆိုအဆင်ပြေပါတယ်ရှင်အရန်လာချင်တာငွေကြီးကြီးမတတ်နိုင်ပါဘူးလေအလေအောင်ပြီးလာလာလို့ရတော့ မလာအမရေတဲ့ကိုလာမဲ့လမ်းကြောင်းပေါ်မှာမောကိုလာမဲ့လမ်းကြောင်းပေါ်မှာမူတည်ပြီးတော့ကုံချစိတ်တွေကကွာပါတယ်ရှင်စိတ်မပူပါနဲ့အသေးစိတ်ကဘယ်လိုလုပ်ချင်တာလဲကိုဘာနဲ့လုပ်နိုင်တာလဲဆိုတဲ့ဟာကိုလည်းကျွန်မရှင်မှာဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင် ကျွန်တော်ကပပီပူးယောဂပီပူးရှိတယ်တဲ့ဂျာမနီနိုင်ငံကိုလာလို့ရပါသလားတဲ့ဒီနိုင်ငံမာတွေကဆေးဝါးဒီပီပူးစီပူးတွေကယောဂလို့တော့မတက်မှတ်ဘူးဗောနော်ကိုဆေးတောက်ပြီးမှကုတာလို့ရတဲ့ယောဂမျိုးတွေဖြစ်ပါတယ်လာလို့ရပါတယ်ကိုကအလုပ်လုပ်နိုင်တယ်ကိုကစူးစားခြင်းနဲ့လူဆိုရင်တော့လာလို့ရပါတယ်ဒါကတော့ကျမရဲ့ follower တွေ YouTube မှာမေးထားတဲ့မိခွန်လေးတွေကိုဖြည့်ပြီးသွားတာဖြစ်ပါတယ်တချို့လူတွေကိုမဖြည့်မိသေးတာရှိတယ်ဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုမှာစောင့်နေပြီးပါလို့ကျမကပြောချင်ပါတယ် ယ်။ဂျာမနီနိုင်ငံကိုလာဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာသာစကားကိုလေ့လာထားဖို့လိုအပ်ပါတယ်။ Repeat အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဂျာမန်ဘာသာစကားလေ့လာဖို့အတွက်ကျောင်းတွေ၊သင်တန်းကျောင်းတွေ၊ online class ကိုမတက်ခင်မှာမိမိကိုယ်တိုင် self study အရင်လုပ်ပါလို့ဒီနေရာမှာကြံ့ကြံ့ပေးချင်ပါတယ်။အားလုံးကအထူးပဲကျေးဇူးတင်နေနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်။ Bye bye.